သမီးလေးကိုအသက်ပေးပြီးတော့ဆောင်းရှောက်သွားတဲ့ဆရာမမှသမီးနှစ်ယောက်ကြံခဲ့ရကြောင်းသူတို့ရဲ့အနာဂတ်အတွက်တာဝန်ယူသွားမယ်မနန်း ပရိသတ်များလုံးမမင်္ဂလာပါရှင်။ဗာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါရစေ။မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလင်ကတချို့မိသားစုတွေကိုဘယ်တော့မှပြတ်မဆုံနိုင်အောင်ခွဲနိုင်ခဲ့ပါရစေ။မန္တလေးကနန်းထိုင်တော်ဝင်အထည်ဆိုင်ကငလင်တန်းကြောင့်ပြိုကျသွားခဲ့ရပြီးတော့လူများစွာကွယ်လွန်သွားခဲ့ရပါရစေ။အဲ့ဒီအထဲမှာတော့နန်းထိုင်တော်ဝင်အထည်ဆိုင်ပိုင်ရှင်မန်နန်းရဲ့သမီးနဲ့ကလေးထင်းပြည့်ရဲ့ဆီယာမလည်းပါဝင်သွားခဲ့ပါရစေ။ငလင်လုံးတဲ့ချိန်မှာဆီယာမကကလေးကိုသူ့ခန္ဓာကိုယ်နဲ့အစွမ်းကုန်ကာကွယ်ပြီးတော့သူကတော့အစာဦးပြီးကာကွယ်လွန်သွားခဲ့ရသူပါ။ ငလေးမလောက်ခင်မှာမနှမ်းကအပြင်သွားမှဖြစ်လို့ကလေးကိုဆီယာမနဲ့အပ်ထားခဲ့ပါတယ်။ဆီယာမကကလေးကိုအသက်နဲ့လဲပြီးတော့စောင့်ရှောက်မှမလို့စိတ်ချပါဆိုပြီးတော့ပြောခဲ့ပါသေးတယ်။ ပြောပြီးမကြခင်မှာငလင်ကပြင်းပြင်းထန်ထန်လှုပ်သွားခဲ့ရပါမနန်းကအပြင်ရောက်နေရာကြောင်းဘာမှဖြစ်မသွားခဲ့ပေမဲ့အိမ်မှာကြံခဲ့တဲ့သမီးဖြစ်သူနဲ့ဆီယာမကတော့အစာဦးပြိုတဲ့ထဲကိုပါဝင်သွားခဲ့ပါတယ်ဆီယာမကကလေးကိုထိမှဆိုးရိမ်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်နဲ့ကွေ့ထားပေးလို့ကလေးကထိခိုက်ဒဏ်ရာတောင်မဖြစ်ခဲ့ပါဘူးဒါပေမဲ့ကလေးကအသက်ရှူလို့မရတော့ပဲကွေ့လွန်သွားခဲ့ရပါတယ်ကလေးအတွက်အသက်ပေးသွားတဲ့ဆီယာမမှာလူမမဲအရွယ်သမီးလေးနှစ်ယောက်ကြံရိတ်ခဲ့ရပါတယ်ကလေးတွေကအရင်ငယ်သေးပြီးတော့အဖေဖြစ်သူကလည်းရခိုင်မှာအလုပ်သွားလုပ်နေခဲ့ရ ကြောင့်ပြန်လာလို့မရပါဘူး။ကလေးတွေကဆွေမျိုးတွေနဲ့နေထိုင်နေရပြီးမန်နန်းကတော့အမေတယောက်လိုစောင့်ရှောက်ပေးသွားမှာပါ။မန္တန်ရဲ့ကလေးလေးကရက်တရာတောင်မပြေသေးပဲခက်ခက်ခဲခဲနဲ့မွေးထားရတဲ့ကလေးဖြစ်ပါတယ်။ဒီကလေးလေးကပထမဆုံးနဲ့နောက်ဆုံးကလေးလေးဖြစ်ပြီးနောက်ထပ်ကလေးမွေးဖို့မဖြစ်နိုင်တော့ပါဘူး။ကွယ်လွန်သွားတဲ့ဆီယာမမလည်းသမီးနှစ်ယောက်ကြံခဲ့ရပြီးတစ်ဖက်မှာသမီးဆုံရှုံလိုက်ရတယ်လို့ကြံတစ်ဖက်မှာတော့အမေတယောက်လုံးကိုဆုံရှုံခဲ့ရပါတယ်။ နန်းထိုင်တော်ဝင်အလားပြင်ဆိုင်ကမြင်းကြီးထက်ကမြင်းကြီးတဲကိုဝင်သွားခဲ့ပြီးတော့တိုက်ပိသွားတဲ့ဝင်တန်းတွေကိုခက်ခက်ခဲခဲနဲ့ကယ်ထုတ်ခဲ့ရပါတယ်။ကန်ဆိုးစွာနဲ့ပဲမနန်းရဲ့ကလေးနဲ့ဆီယာမကကွဲလွန်သွားခဲ့ရပါတယ်။ဆီယာမကသူကိုယ်နဲ့မွေးထားတဲ့ကလေးမဟုတ်ပေမဲ့သမီးအရင်တယောက်လိုအရန်ချစ်တတ်သူပါသူအတက်နဲ့လဲပြီးတော့ကောက်ွယ်ပေးမယ်လို့မကြခနာပြောတတ်ပြီးအပြောတတ်မဟုတ်ကြောင့်သူအတက်နဲ့လဲပြီးတော့ပြသသွားခဲ့ပါတယ် မနန်းကသမီးတစ်ယောက်လုံးကိုဆုံးရှုံးထားရတာကြောင့်စိတ်မကောင်းဖြစ်နေပေမဲ့ဆီယာမရဲ့သမီးလေးတွေလည်းစိတ်မကောင်းဖြစ်နေကြပါတယ်။သူသမီးလေးတွေတောင်းထားခဲ့ရပြီးတော့မနန်းစီမှာအလုံလာလုံရင်းနဲ့အသက်ပေးသွားခဲ့ရပါတယ်။အဲဒါကြောင့်ဆီယာမရဲ့ကလေးလေးတွေကိုပညာရေးကျန်းမာရေးကနေစတင်ပြီးတော့နောက်ထပ်အနာဂတ်တွေအထိပါတာဝန်ယူပေးသွားမှာဖြစ်ပါတယ်။ဆီယာမကသူ့မှာဒဏ်ရာတွေရသွားပေမဲ့ကလေးကိုတော့ဒဏ်ရာတွေမရအောင်ကာကွယ်ပေးနိုင်ခဲ့တဲ့သူပါ။ မနိုင်ကတော့တမီးဖြစ်သူတော်စိတ်မကောင်းဖြစ်ရတယ်လို့ဆီယာမအတွက်လည်းစိတ်ထိခိုက်ရပြန်ပါတယ်။သူဆိုင်ကဝန်ထမ်းတွေပါဆုံးပါသွားခဲ့ရပြီးတော့တရားနယ်ပဲဖြစ်နေရပါတော့တယ်။ မနန်းကဆီယာမရဲ့ကလေးတွေကိုတာဝန်ယူပေးမယ်ဆိုတာကြောင့်ဆီယာမလည်းစိတ်အေးသွားရတော့မှာပါအရေးကြုံလာတဲ့အခါမှာလူသားတွေကကိုယ်အသက်ရှင်ဖို့အတွက်ပဲဦးစားပေးတတ်ကြပေမဲ့အသက်ပေးသွားတဲ့ဆီယာမလိုမြတ်တာကြီးမားတဲ့သူကလည်းရှိနေပါတယ်မနန်းရဲ့ကလေးလေးနဲ့ဆီယာမလည်းကောင်းရမွန်ရဘဝကိုရောက်ရှိပြီးတော့နောက်ဘဝတွေမှာဒီလိုဖြစ်ဆိုးတွေနဲ့ဝေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်